သမီးတို့အားလုံးမင်္ဂလာပါဒီချက်နာမည်ကတော့ဒီချက်စုမွန်လို့ခေါ်ပါတယ်ဒီချက်ကဒီနေ့သားတို့သမီးတို့ကို ပထမတန်းလူမှုရေးဘာသာရပ်ရဲ့အခန်း6ကျွန်ုပ်အားကြခုံယူရတဲ့တမိုင်းဝင်ခေါင်းဆောင်များဆိုတဲ့အကြောင်းကိုဒီချက်ကပြောပြပေးမှာနော် အဲ့ဒီခန်းထဲကမှကျွန်ုပ်အားကြဂုံယူရတဲ့တမိုင်းဝင်ခေါင်းဆောင်များဆိုတဲ့ခေါင်းစည်ရဲ့အောက်ကမှတိချက်ကဘရင်နောင်ဆိုတဲ့မင်းတပါးရဲ့အကြောင်း ပြောမှာနော်ဒီစာသင်ချိန်လေးမှာတော့တိချက်ကဘရင်နောင်ရဲ့စိတ်နေသဘောထားနဲ့တက်ကြွမှုတွေအကြောင်းကိုပြောပြပေးမှာဘရင်နောင်ဆိုတာចောင်းကောင်းစီအသင်း၅အသင်းထဲမှာပါတဲ့ဘရင်နောင်ပြောတာနော် ကဲဒါဆိုလို့ရှိရင်ကြည်အောင်ဘင်းအောင်ရဲ့ငယ်နာမည်ကရှင်ရဲထို့တဲ့သူကငငယ်တဲ့ရာကျမ်းမတန်ဆွမ်းနဲ့ ီးတော့ထက်မြက်တဲ့သူဖြစ်တယ်တဲ့။ကဲပုံလေးကိုကြည့်ကြပါဦး။ခလေးလေးတွေကအလားကရှင်ရဲထွန်းနဲ့သူ့ရဲ့တငယ်ချင်းနော်။ပုံလေးကခလေးနှစ်ယောက်မှာအရှိရပြင်းနေတဲ့ခေါင်းပေါင်းလေးနဲ့ခလေးကတပင်ရွှေထီးလို့ခေါ်တယ်။အနောက်ကရောင်ပေဆူးနဲ့ခလေးလေးကတော့ရှင်ရဲထွန်းနော်။ကဲတပင်ရွှေထီးဆိုတာကတောင်ငူဘရင်မင်းကြီးညိုရဲ့သားတော်သူ啊 ရှင်ရထုတ်ကားကြတော့ရှင်ရထုတ်ဆိုတာဘရင်နောင်เนาะရှင်ရထုတ်ကားကြတော့မင်းကြီးဆွေနဲ့အထင်းတော်ရှင်မျိုးမြတ်တို့ရဲ့တာဘရင်နောင်เนาะပုံထဲမှာဆိုရင်ကလေးတွေကဓာခုတ်တန်းကစားနေကြတယ်เนาะ ်ကဲပုံထဲကကလေးတွေနဲ့သားတို့သမီးတို့နဲ့ဘာတွေမတူဘူးလဲဆိုတာကိုကြည့်ရအောင်အဝတ်အစားဇပင်းကစားတဲ့ပုံစံအဲ့ဒါတွေကမတူဘူးเนาะအခုခေတ်ဇပင်းပုံစံအဝတ်အစားကစားတာတွေအကုန်လုံးကအရင်ခေတ်နဲ့ကွာခြားမှုရှိတယ်เนาะကဲဒါဆိုလို့ရှိရင်ဒုတိယပုံလေးကိုကြည့်ကြမယ်ဒုတိယပုံလေးမှာတော့ဘင်းအောင်ကအရွယ်ရောက်လာပြီကဲပုံလေးထဲမှာဆိုလို့ရှိရင်အိမ်နန်းတော်ဒါလူငယ်မြက်ခင်းအများကြီးပဲ ဲ့ပါတယ်နော်ပြီးတော့လူငယ်လေးကဓာတ်ခုတ်လေးကျင့်နေတာဘင်းအောင်ကဘာအတတ်ပညာတွေကိုတက်မြောက်လဲဆိုတော့ဓာတ်ခုတ် လှန်ထိုးစင်စီညင်းစီတိုက်ခိုက်တာအဲ့ဒီအတတ်ပညာတွေကိုသူကကြွံ့ကြွံ့ကျင်ကျင်နဲ့အလွန်ကောင်းမွန်စွာနဲ့တက်မြောက်တယ်တဲ့။ကဲဒါဆိုလို့ရှိရင်ဒီစာသင်ချိန်လေးကိုနှီးကုန်းချက်ဝမယ်ဆိုလို့ရှိရင်ဘရင်နောင်ရဲ့ငယ်နမဲကရှင်ရဲထုသူကငယ်ငယ်တည်းကကျမ်းမာတန်ဆွမ်းပြီးတော့ဉာဏ်ရည်ထက်မြတ်တယ်။ဓာခုတ်လှန်ထိုးစင်စီညင်းစီအဲ့ဒီအတတ်ပညာတွေကိုကြွံ့ကြွံ့ကျင်ကျင်တက်မြောက်တယ်။ကဲဒါဆိုလို့ရှိရင်တီချင်နဲ့နောက် စာသင်ချိန်တစ်ခုမှဘင်းအောင်ကြောင့်ထပ်ပြီးလေ့လာကြမယ်နော် ဒီစာသင်ချိန်လေးမှာတော့တီချဲကဘေးအနောင်တိုက်ခဲ့တဲ့တိုက်ပွဲတွေတဲ့ဟာထင်ပေါ်ကျော်ကြားတဲ့နောင်ရိုးတိုက်ပွဲကြောင့်တီချဲကပြောပြသွားမှာနော်။နောင်ရိုးတိုက်ပွဲမှာဘေးအနောင်က နောင်ရိုးတစ်ဖက်ကမ်းမှာရှိတဲ့အင်အားကြီးမားတဲ့ရန်သူတပ်တွေကိုတိုက်ခိုက်ဖို့သူ့ရဲ့တပ်တွေကိုဖောင်လေဖွဲ့ပြီးတော့သူကချောင်းကိုကူးခိုင်းတယ်။ ဖောင်ဆိုတာကပုံထဲမှာလည်းပါတယ်เนาะသူကတက်တဲဝါးတွေကိုပူးတွဲฉีထားပြီးတော့ရေထဲမှာအသုံးပြုရတဲ့အရာကိုခေါ်တာเนาะကဲနောင်ရိုးတစ်ဖက်ကန်းကိုရောက်တဲ့အခါကျတော့ဘင်းနောင်ကသူ့ရဲ့တမူးစကဲတွေကိုသူကပြောတယ်ဖောင်တွေကိုဖျက်လိုက်တော့ဖောင်တွေကိုဖျက်ဆီးလိုက်တော့ဆိုပြီးတော့အမိတ်ပေးတဲ့အခါကျတော့တမူးစကဲတို့ကဘင်းနောင်ပြန်ပြီးတော့ရှောက်တင်ကြတယ် ဟာဒါဆိုလို့ရှိရင်ဖောင်လေးကိုဖျက်ရမယ်ဆိုလို့ရှိရင်စစ်ဆုပ်ရတဲ့အခါကြလို့ရှိရင် မခတ်ပြီလို့လို့တို့ကရှောက်တင်ကြတယ်စစ်ဆုပ်တယ်ဆိုတော့စစ်ဆုပ်တယ်ဆိုတာကလေ ူကမနိုင်တော့ဘူးလို့ထင်လို့ရှင်ရင်နောက်ပြန်ဆုတ်ပြီးတော့ကိုယ့်နေရာကိုကိုပြန်လာကိုပြောတာနော်အဲ့မှာဘေးရင်နောင်ကဘာပြန်ပြောလဲဆိုတော့စစ်ကိုနိုင်အောင်တိုက်ကြရမယ်နောက်ကြောင်ပြန်မဆုတ်သင့်ဘူးစစ်ရဲ့သဘောကအင်အားနည်းတယ်များတယ်လို့မရှိဘူးတိုက်ရခိုက်ရနဲ့ရဲစွမ်းတတိယသာလေပဒါနာဖြစ်တယ်လို့ပြောပြီးတော့သူကရန်သူကိုတိုက်ခိုက်ခဲ့တာအဲ့ဒီတောင်ရိုးတိုက်ပွဲမှာအောင်မြင်မှုရရှိခဲ့တယ်တဲ့ကဲဒါဆိုလို့ရှိရင်ပုံလေးကိုကြည့်ပါအောင်ပုံ ံထဲမှာဆိုလို့ရှိရင်လှမ်းစစ်သားဖောင်းမိခိုးเนาะပြီးတော့အဲ့ပုံထဲရလူတွေကစစ်တိုက်နေကြတာเนาะဘယ်သူနဲ့တိုက်နေရလဲဆိုတော့ဘရင်နောင်ရဲ့တက်နဲ့ရန်သူရဲ့တက်တို့စစ်တိုက်နေကြတာအရင်ခေတ်စစ်တိုက်တာနဲ့အခုခေတ်စစ်တိုက်တာမတူဘူးเนาะဘာတွေမတူဘူးလဲဆိုတော့အဝတ်စားတွေမတူဘူးလက်နက်တွေမတူဘူးအုတ်ထုတ်တွေမတူဘူးခဲဒါဆိုလို့ရှိရင်တိုက်ပွဲကဘယ်နားမှာဖြစ်နေရလဲတိုက်ပွဲကမြစ် ချောင်းနာရေနာမှာဖြစ်နေတာเนาะချောင်းထဲမှာဆိုလို့ရှိရင်ဖောင်နေဝါတယ်ဒုတ်ချောင်းတွေကိုမီးရှို့ပြီးတော့ဖျက်ဆီးထားတယ်။ဘာဖြစ်လို့လဲဆိုတော့ဖောင်နေနဲ့ပြန်လို့မရအောင်လို့စစ်ကိုပဲနိုင်အောင်တိုက်အောင်လို့ကဲဒါဆိုလို့ရှိရင်တိုက်ပွဲမှာဥဆောင်နေတဲ့သူကအင်ကြီးအနီရောင်ဝတ်ထားတဲ့သူဘရင်နောင်ကဥဆောင်နေတာเนาะဘရင်နောင်ကဘာလဲဆိုတော့စစ်သားကြီးဗိုလ်ချုပ်ကြီးစစ်သူကြီး तू ကစစ်ပွဲကိုရဲရဲရင်းရင်းနဲ့တတိရှိရှိနဲ့တိုက်နေတာတိုက် ွဲရဲ့နာမည်ကနောင်ရိုးတိုက်ပွဲ။ကဲနောင်ရိုးတိုက်ပွဲဖြစ်ပွားနေတဲ့နေရာက အခုအေယာဝတီတိုင်းဒေသကြီးအိမ်မဲမြို့တဖက်ကမ်းမှာရှိတယ်။ကဲဒါဆိုလို့ရှိရင်ဒီစာသင်ချိန်လေးကိုအချင်းချင်းဝမဲဆိုရင်ဘီးရင်နောင်ကမင်းကြီးတပင်ရွှေသီးစီမှာစစ်သူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ပြီးတော့ရဲရဲရင်ရင်ဆောင်ရွက်ခဲ့တယ်။ဘီးရင်နောင်တိုက်ခဲ့တဲ့တိုက်ပွဲတွေထဲမှာဒီချေခုနပြောသွားတယ်။နောင်ရိုးတိုက်ပွဲကအထင်ရှားဆုံးပဲတဲ့။ကဲဒါဆိုဒီချေနဲ့နောက်စာသင်ချိန်တစ်ခုမှပြ င်တွေ့ကြမယ်နော်ဒီစာသင်ချိန်လေးမှာတော့ဒီချေကဘီရင်နောင်ရဲ့တိုင်းရင်းသားစီးလုံးညီညွတ်ရေးဆောင်ရွက်ခဲ့ပုံပြောပြမယ်နော်။ကဲပုံလေးကိုကြည့်ပါဦး။ ုံလေးထဲမှာဆိုလို့ရှိရင် လူဘရင်ဝင်ကြီးအမတ်ကြီးရှမ်းဝင်းဆောင်တဲ့လူအုတ်ထုတ်ဆောင်ထားတဲ့သူခေါင်းပေါင်းပေါင်းထားတဲ့သူ လူပုံတွေအများကြီးပါတယ်နော်ပုံလေးရလူတွေနဲ့အခုခေတ်လူတွေနဲ့ကအဝတ်အစားတွေမတူဘူးခေါင်းပေါင်းတွေမတူဘူးအပေါ်မှာထိုင်နေတာကဘရင်ဘရင်နောင်နော်အောက်မှာထိုင်နေတာတွေကလူကြီးတွေမူးမတ်တွေတိုင်းရင်သားတွေတချို့ကအနော်ယထမင်းအကြောင်းပြောပြခဲ့တော့ကအနော်ယထမင်းတီထောင်ခဲ့တဲ့ကျယ်ဝန်းတဲ့ ဲ့ပထမမြန်မာနိုင်ငံတော်ဟာပြိုကွဲခဲ့တယ်။အခုဘရင်အောင်လက်ထက်မှာအစိမ့်စိမ့်ကွဲနေတဲ့တိုင်းပြည်တွေကိုနိုင်ငံတွေကိုပြန်လည်စည်းရုံးခဲ့တယ်။ဘရင်အောင်ကမွန်ဗမာစီလောင်းရေးအင်အားနဲ့တာငူပြည်ဟန်တာဝရီတွေကိုတိုက်ခိုက်သိမ်းယူခဲ့တယ်။အင်းဝါနဲ့ရှမ်းပြည်တလွားကိုလည်းသူကအောင်မြင်စွာသိမ်းသွင်းနိုင်ခဲ့တယ်။အားရနေမှာတက်စင်ဇင်းမဲလင်စင်ရိုးရရနဲ့မနိပူရာတို့ကိုပါသူကဆက်လက်သိမ်းယူနိုင်ခဲ့တဲ့အတွက်ဒုတိယအကြိမ် ယ်ဝန်းနဲ့မြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့မင်းအဖြစ်ထင်ရှားခဲ့တယ်။ကဲပုံအောက်ကစာလေးတွေကတော့တပင်ရွှေတိနေရွာဆန်တဲ့အခါမှာတဲ့နေရွာဆန်တယ်ဆိုတာကဘရင်တွေကွယ်လွန်သွားရင်သုံးတဲ့စကားနော်။တပင်ရွှေတိနေရွာဆန်တဲ့အခါမှာတဲ့ဘရင်တော်ကမင်းဖြစ်လာတဲ့သူကဒုတိယအကြိမ်မြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ဘရင်လို့ထင်ရှားခဲ့တယ်။ကဲဒါဆိုရင်နောက်တစ်ပုံကြည့်ရအောင်။ ပုံထဲမှာဆိုရင်မြင်းစင်းနေတဲ့သူတွေဓာတ်တွေလှန်နေအလံနေတွေ့ကြတယ်ဟုတ် မြင်းမော်အလူတွေကဘယင်းနောင်နဲ့သူ့တပည့်တွေဒီပုံမှာခေါင်းဆောင်တဲ့သူကဘယင်းနောင်သူ့နောက်ကလူတွေကတိုင်းရင်းသားတွေဘယင်းနောင်ကိုချစ်ခင်လို့လေးစားလို့ယုံကြည်လို့လိုက်လာကြတာကဲဒီစားသင်ချိန်လေးမှာဘယင်းနောင်ကလူမျိုးမခွဲခြားဘဲနဲ့တိုင်းရင်းသားတွေကိုတာတူညီမျှမြောက်စားတယ်အဲ့ခါကျတော့နိုင်ငံသားအလုံးကချစ်ခင်လေးစားကြတယ်ဘယင်းနောင်ရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေကြောင့်တိုင်းရင်းသားအလုံးကိုစီယုံသိမ်းသွင်းနိုင်ခဲ့ ီးတော့ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တယ်။ဒါဆိုလို့ရှိရင်နောက်စာသင်ချိန်တစ်ခုမှာဘီရင်တော်ကဘာတွေလှုပ်ဆောင်ခဲ့လဲဆိုတာကိုဒီချိန်နဲ့အတူတူလေ့လာကြမယ်နော်။ဒီစာသင်ချိန်လေးမှာတော့ဘရင်နောင်ရဲ့တိုင်းပြည်စည်းပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့တဲ့ပုံနဲ့အဲ့ဒီအကြောင်းတွေကိုဒီချေရပြောပြမယ်။ ်ကဲပုံထဲမှာဆိုလို့ရှိရင်လူတွေနွားတွေစပားပင်တွေတစ်ပင်တွေတွေ့ကြတယ်เนาะဘယ်နေရာလဲဆိုတော့အဲ့ဒါကလယ်ကွင်းထဲမှာလယ်ယာထဲမှာ ပုံထဲကလူတွေကဘာတွေလုပ်နေကြလဲဆိုတော့ပြိုးတယ်နေကြတယ်ပြိုးနှုတ်နေကြတယ်လဲထုံနေကြတယ်စပားဆိုင်နေကြတယ်လဲထုံတဲ့အခါမှာနွားတို့ထွန်တုံးတို့အဲ့ဒါတွေကိုသုံးတယ်နော်အခုခေတ်မှာတော့လဲထုံဆက်တို့နွားတို့ပဲသုံးကြတယ်စပားပင်တွေအပင်တွေကိုဘာလို့ဆိုက်တာလဲဆိုတော့ဆန်ရဖို့အဲ့ဒီဆန်တွေကိုရောင်းတဲ့အခါပတ်ဆန်ရဖို့ဘရင်နောင်ကစပားပင်တွေကိုအပင်တွေဆိုက်တဲ့သူတွေကိုသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ ုက်ပြိုးရင်းနဲ့ပတ်စံရှာပေးလို့ဘီးရင်တော်ကစီးပွားရေးကောင်းလို့ပတ်စံနေရအောင်လို့စပားဆိုင်ဖို့အပင်ဆိုင်ဖို့စိုက်ပြိုးရေးလုပ်ဖို့အားပေးခဲ့တယ်။ဘာလို့လဲဆိုတော့အရင်ခေတ်ကစိုက်ပြိုးရေးကဝင်ဝင်အများဆုံးရှာပေးနိုင်လို့အဲကြောင့်အရင်ကတည်းကစိုက်ပြိုးရေးကအရေးကြီးတယ်။ဘီးရင်တော်ကစီးပွားရေးကောင်းမှုစေဖို့လေယာစိုက်ပြိုးရေးကိုအားပေးခဲ့တယ်။ကဲဒါဆိုရင်နောက်တစ်ပုံကြည့်ရအောင်။ပုံထဲမှာဆိုလို့ရှိရင်တင်မောလူအထုပ်တွေထမ်းပြီးတော့တင်မောပေါ်တက်နေတဲ့လူ တွေဆင်းနေတဲ့လူတွေအထောက်တွေတောင်းတွေတင်မောကိုကုန်ပစ္စည်းတွေတင်ဖို့ခရီးသွားဖို့ဈေးရောင်းဖို့အဲ့လိုတွေအသုံးပြုကြတာเนาะအဲ့ဒီကုန်ပစ္စည်းတွေကိုမလုပ်ကြရလဲဆိုတော့တခြားမျိုးနိုင်ငံသားကိုပို့ကြတာတင်မောနာလူတွေကပစ္စည်းတွေကိုတင်နေကြတဲ့လူတွေ ရှိတယ်ချနေကြတဲ့လူတွေရှိတယ်တင်မောကရေတဲ့မြစ်တဲ့တင်မောစိတ်ကန်းနာမှာရက်ထားတာเนาะ ပုံအောင်ကစာလေးကိုဒီချေကဖတ်ပြမယ်။ဘင်းအောင်လက်ထက်မှာတဲ့ကုန်ပစ္စည်းတွေကိုဟန်တာရီစိတ်ကန်းကနေနိုင်ငံသားကိုတင်မောတွေနဲ့တင်ဖို့ရောင်းချတယ်တဲ့။ဟန်တာရီဆိုတာအရင်တော့ခေါ်တာ။အခုအချိန်မှာတော့ဟန်တာရီမျိုးကိုပကိုးမျိုးလို့ခေါ်တယ်နော်။ဘင်းအောင်လက်ထက်ကဟန်တာရီစိတ်ကန်းကနေနိုင်ငံသားကုန်သွယ်ရေးဟာထင်ရှားခဲ့တယ်။အခုပကိုးမျိုးကပင်လယ်ကူးတင်မောတွေစိုက်ကပ်လို့မရတော့ဘူးနော်။ကဲဒီစာသင်ချိန်လေးမှာတော့ဘင်းအောင်က စီးပွားရေးအင်အားတိုးတက်စေဖို့စိုက်ပျိုးရေးကိုအားပေးခဲ့တယ်။ကုသရောင်းဝယ်ရေးလွယ်ကူစေဖို့အလင်းတင်းတောင်းစတဲ့အချိန်တွေတွေကိုတညီတညွတ်တည်းဖြစ်အောင်ဆောင်ရွက်ပေးခဲ့တယ်။ဒါဆိုနောက်စာသင်ချိန်တစ်ခုမှာဘေးရန်အောင်ရဲ့ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့လှုပ်ဆောင်ချက်နောက်တစ်ခုကိုကြည့်ကြမယ်နော်။ ကဲဒီစာသင်ချိန်လေးမှာတော့ဘီးရင်အောင်ရဲ့အကြောင်းနဲ့သူတီထောင်ခဲ့တဲ့ကံမောစတာရီနန်းတော်ကြီးအကြောင်းကိုတချေရပြောပြမှာနော်ပုံထဲမှာဆိုရင်ဘီးရင်အောင်ရဲ့နန်းတော်ကြီးရဲ့တွေ့ကြတယ်နော်အဲ့ဒီကံမောစတာရီနန်းတော်ဆိုတာဟန်တာဝီနေပြည်တော်မှာဘီးရင်အောင်ကတိဆောက်ခဲ့တာ ပုံအောက်ကစာလေးကိုဒီချေကဖတ်ပြမယ်နော်။ဘင်းအောင်ကဗုဒ္ဓသာသနာကိုကြည်ညိုလေးစားတဲ့မင်းဖြစ်တယ်တဲ့။အလွန်ခမ်းနားတင့်တယ်တဲ့ကမ္ဘောဇသာရီနန်းတော်ကြီးကိုဟန်တာဝရီနေပြီးတော့မှတိဆောက်ခဲ့တယ်။ဘင်းအောင်ရဲ့ကျိုးပန်းဆောင်ရွက်မှုတွေကြောင့်အရှေ့တောင်အာရှနိုင်ငံတွေထဲမှာမြန်မာနိုင်ငံကထင်ရှားလာခဲ့တယ်။ ကဲဘေးရင်တော့တိဆောက်ခဲ့တယ်ကမ္ဘောဇာတာလီနန်တော်ကြီးကအခုဘကိုးမျိုးမှာရှိသေးတယ်နော်တားလို့သမီးတို့သွားရောက်လေ့လာလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်ဘေးရင်တော်ကြောင့်ကိုနေကုန်းချုပ်ပြီးပြောရမယ်ဆိုရင်ဘေးရင်တော်ကဗုဒ္ဓသာသနာကိုအထူးကြည်ညိုလေးစားခဲ့တယ်အလွန်လှပတင်းတယ်တဲ့ကမ္ဘောဇာတာလီနန်တော်ကြီးကိုတိဆောက်ခဲ့တယ်ဒုတိယအကြိမ်မြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့ပြီးတော့အရှေ့တောင်အာရှမှာထင်ရှားတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့တယ် ကဲဒါဆိုတိစာတင်ချိန်လေးရတော့ဒီလောက်ပါပဲဒီချက်နဲ့နောက်သင်ခန်းစာတစ်ခုမှဘယ်မင်းတစ်ပါးရဲ့အကြောင်းကိုပြောပြမလဲဆိုတာကိုဒါတို့သမီးတို့စောင့်ကြည့်ကြနော်